မင်္ဂလာပါရှင်ဒီတစ်ခါဖတ်ပြပေးချင်တာကတော့စာရေးဆရာရွှေတားရေးသားထားတဲ့မောင်မီမောက်ဆန်နမူဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်ဒီဝတ္ထုတို့ကဆိုရင်1959ခုနှစ်ရှုမွမဂ္ဂဇင်းမှာ ပါရှိခဲ့တာဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်ဒီမှာကတော့စာဖတ်သူမင်းနှင်းဆက်ဖြစ်ပါတယ်မောင်မီမောက်ဆန်နမူအခန်း၁အချစ် မောင်တဘောကိုအချစ်သိပြီးမဟုတ်လားကွယ်မောင်ဆိုတဲ့မောင်ဟာအချစ်ကိုဘလောက်ထိချစ်တယ်ဆိုတာကိုတကြံတော့မောင်ပြခဲ့ပြီးမဟုတ်လားကွယ်အချစ်ကို မောင်ရင်းနဲ့လောင်းတော့အချစ်ကစောစောစီစီဘာယူထလာတဲ့လို့မေးလိုက်တယ်မလားအဲ့ဒါကိုမောင်ခုမှပဲဖြေလိုက်တော့မယ်ချီမောင်ထလာတဲ့အယူယောကဟာအချစ်ပေါ့အော်ဒါထက်အချစ်ကတာဂေတသူ မောင်ကဥက္ကလပတာဖြစ်သွားကြပြီမေအာလုံးဟောရံကုန်တဲ့မှာပါကြတာမို့တမီတဲ့ဖွားလိုပဲနှိဆက်နေပါတယ်ဆိုတာကိုမမေ့ပါနဲ့နော်မောင်လေးနံပါတ်14ရဲ့ဓာတ်ဆန်ရဲ့စီပီလာခဲ့တော့ဟာအချစ်က ရေပုံပိုင်းကရေပုံကလေးကိုဆွဲပေးစမ်းပါဆိုတဲ့အတန်ကိုမအခုထက်ထိမမေ့ပါဘူးချစ်ရဲ့ဒီစားပါဆိုရင်အာလုံးစိတ်ရင်းအယ84ဆောင်ရှိပါပြီချစ်ရဲ့ စာရဆောင်တော့ပြန်ပေးဖို့အရေးကိုမျော်တွေးဝမ်းသာစွာနဲ့စောင့်ဆိုင်နေပါတယ်။ဘာခိုင်ဘာခိုင်သည်စာကိုအပြန်ပြန်အလန့်လန့်ဖတ်လိုက်၏။ပြီးလျင်အသက်ကိုခက်ပြင်းပြင်းရှူလိုက်ပြီးနေရောင်နှင့် ပြောင်းလဲနေသောသူမိုးအသက်ဆက်ဆက်များကိုလှမ်းကြည့်လိုက်လေသည်။ကိုရန်အိရှင်ခွေမှာဤသူပြားများထက်ပင်ပူသေးသည်။ဟေ့အက အခုတတိဈေးမသွားသေးဘူးလား။အတန်ကြောင့်ဘာခိုင်သည် လမ်းပြတ်သွားကကြပြကြရနဲ့အင်ဂျင်အိတ်အတွင်းသို့စာကိုထည့်သွင်းလိုက်၏အခုသွားမလို့ပါဗျာအေးသွားရင်ခက်စောစောသွားကွာဆိုင်မှာပြစ်စည်းနေနေတယ်ဘာခိုင်ဤဖခင်ကဤသို့လှမ်းပြောလိုက်၏ဘာခိုင်ဝမ်းမြောက်သွားလေသည်အိမ်တွင်ထိုင်၍ဈေးရောက်နေရသည့်ထက်အပြင်သို့ထွက်ရခြင်းမှာသူ့အတွက်သူတည်တာရခြင်းရှိပေသည်တနည်းအားဖြင့်တာကေတာရှိအချစ်ထံသို့ မရမလဲသွားနိုင်သောအခွင့်အရေးကိုလည်းရ၏ဘခိုင်သည် ဖခင်ဖြစ်သူက ရေးတွက်ပြီးပေးလာသောငွေဆက်ကိုတစ်ထပ်ကိုယူ၍ဂုံဒီအိတ်အသေးဆက်ဆက်ကြီးတစ်လုံးကိုတေးချစွာခောက်ပြီးယူကလမ်းသို့ထွက်မြေပြုစင်းပြီးဟေ့ဈေးစင်းယူသွားအောင်လက်ကွာဖခင်အတန်ကြောင့်သူ့ကိုယ်ကို သူ့ဖတာသူပြောမိ၏အရေးတကြီးနှင့်တာဂေတာတို့စိတ်များရောက်နေသဖြင့်ဈေးစင်းကိုသူ မေလေသည်ဟဲ့ဘခန်သည် ဖခင်ကိုကြည့်ကအရှက်ပြေးရည်လိုက်၏ဘခန်၏ရည်တံကိုကြားသောအဲ့ဤလေကားရင်ဝါမှဝိနေသောမောင်မီကဝဝဝဝဟုလှမ်း၍ဟောင်းလေသည်မောင်မီသည်ဘခန်အပြင်သို့ထွက်တိုင်းဤသို့နှုတ်ဆက်တတ်၏နှုတ်ဆက်ရုံမြမက အမိကလေးများလှုပ်ခါလှုပ်ခါနှင့်ကားစိတ်စီသို့အယောက်လိုက်၍ပို့တတ်သေးသည်မောင်မီသည် ဘခိုင်တို့ဤမိသားစုချမ်းပေါင်းမဟုတ်မောင်မီနှင့်ဘခိုင်တို့သည်ရခင်ကွက်တဲ့မဖြတ်ခင်ကတည်ကျွမ်းခဲ့ဤမောင်နီဤမျိုးရိုးဇာတိမှာလင်းလွဲ့နေသည့်လမ်းပေါ်ကကွေးများပင်ဖြစ်ဤမောင်နီအားဘခိုင်သည်တာဂေတာမှပပဝရီအဖြစ်သို့ဦးပြောင်းတော်မူအချစ်တို့ဤကွက်တဲ့အချစ်တို့ဤတဲစုတွင်စတင်တွေ့ခဲ့သည် အချင်းဆိုသောကောင်းမကလေးမှာနာမည်နှင့်လိုက်သော မြို့ကျော်ဝါတုံမှာကလေးဖြစ်သည် အချစ်ကိုတန်ကြီးစေးတွင်စပီးတွေ့ခြင်းကဘခန်သည်ငေးပြီသဖြင့်အိတ်တွင်းမှဈေးဝငွေ184ကျပ်ကပိုင်း၌ခံရပူလေသည်အချစ်၏နောက်သို့ကောက်ကောက်ပါအောင်လိုက်မိသောအခါအချစ်သည်နည်းနည်းရရမဟုတ်သောမိန်းကလေးတစ်ယောက်မှပို့မှု၍သိရှိလာ၏အချစ်တို့အိမ်ရှိတွင်ညနေပိုင်း၌အငှားကားကြီးသုံးလေးစီရပ်တန့်ထားသည် ပြီးတော့အချစ်ကိုတိုင်းမှာလဲလွယ်အိတ်နီနီကလေးကို လွယ်က private school တစ်ခုစီတော့သွားသွားနေုံမြမက တခါတည်းရန်အစိုးရတမ်းမြေချောင်းတို့လဲသွားနေသည်ကိုတွေ့ရ၏ဘခိုင်သည် အတိုင်းမသိဝမ်းမြောက်လေသည် ထိုချိန်ကစ၍အချစ်တို့၏လိုင်းပြေက စပယ်ယာ driver တို့နှင့်စတင်မိတ်ဆွေဖွဲ့လေသည်ဘခိုင်သည် စပယ်ယာနှင့် driver တို့အားတိရှိခဲ့ယုံမြမကတ မောင်နီအားလည်းကျောင်းရေးတရားအဖြစ်တွေ့မြင်လိုက်သည် မောင်နီ၏မူလအနုထတညာခေါ်ဆရာနံမည်သည်ဟဲ့ခွေလာဘာလာမသိနီနေတော်သူ၏အရာအစင်းကိုကြည့်ပြီးဒရိုက်ဘာငပုကငနီးဟုခေါ်ရမအစမောင်နီဖြစ်လာသည်ကောဆောဆိုင်ရှင်သားလည်းဖြင့်ဖယ်ရီတန်ခုနှစ်တန်းအောင်ပြီးသည့်အချိန်လည်းဖြင့်မိခင်ကြီးကွယ်လွန်သည့်အချိန်တို့လဲရောက်နေသဖြင့်ဘခင်က ကျောင်းမှထွက်စီကစိုက်တွင်ဝင်ရောက်ကူညီစီသည်ဒါသည်ပင်ဘခိုင်အဖို့ဒရိုက်ဘာစပယ်ယာဆိုသောမပူရိုတွေနှင့်ဂျင်းနီအောင်ပို့ဆောင်ပေး၏ကုန်ဝင်သွားသည့်အခါငပူရိုကားကိုစီး၏လိုင်းမှကားဖြုတ်သောအခါနေအိမ်သို့လိုက်၏ငပူအတွေ့ကစော်ဘိုးများကိုစိုင်းမှအလစ်တုပ်ကားထုတ်ပေး၏ငပူသည်အချစ်တော်နှင့်ဆွေရိပ်မကင်းသောလူတစ်ယောက်ဖြစ်ရာ ငပုနှစ်ပေါင်းမှအချစ်အကြောင်းကိုပုံမသိရှိရ၏အချစ်သည်ဒိဋ္ဌကိုဝါဒနာပါ၏ကြပြာရေး၏ကြောက်စာမေပွဲတပုံပုံကြ၏မောင်နှမသုံးယောက်တွင် အလဲကောင်းမှ အလက်ဖြစ်၏ကိုပုရာခမရနှမကိုကျုံနဲ့မိတ်ဆက်ပေးဆက်မှာကြပြာအဖွဲ့ဝင်အချင်းချင်းမှုပါဗျဟိကမင်းတော်တန်းဒီစကားကိုနောက်ဆက်မပြောနဲ့ဘာဖြစ်လို့လဲကိုပုရာ ကိုပူကရောက်ချင်းစကားမပြန်ပင်သူ့ရှေ့မှာအရက်ဖြူခွက်ကို မော့ချလိုက်သည်ပြီးလျင် စင်ကောင်းပဲလော်ကို တကြွကြွဝါနေသည်ကိုပူသည်ချစ်ဆက်လေးချိန်မြတ်ရေဆိုပြီးသည် ကြွက်သေးဤမျက်နှာနှင့်ထက်တူထက်မြဖြစ်နေသောဘခိုင်ဤမျက်နှာကိုလှမ်းကြည့်၏နောက်မှ အနှင်းငယ်ပြုံးကတပိုင်းလောက်ပါအောင်ကမင်းရအချစ်နဲ့ဘာဖြစ်လို့သိချင်ရတာလဲဟု ပြောလာသည်ဘခိုင်သည် အခုမှတပြင်းချရဲကတွက်လက်စွာနှင့်ပေါက်ပေါ်တပိုင်းလုတ်ပါအောင်ဟုအရက်ဖြူတပိုင်းထမ်းမှာကဟွန်းဒါတော့ဗျာကြပြသမအချစ်ချင်းဒိတာသမအချစ်ချင်းမင်းဟာကြပြရေးသလားကွာရေးတာပေါ့ဗျာเจ้าတော်ကကြပြမှာကျုပ်အတော်ဆုံးဗျเจ้าနေဘက်တွေကကျုပ်ကိုနက်ရှင်အောင်တဲ့ဟွန်းကဲဒါဖြင့်ငါနောက်တာလိုက်ခဲ့တော့ကွာငါအချစ်တို့အိမ်မှာထမင်းစားတာကွာ မင်းလည်းဝင်စားပေါ့ငါမိတ်ဆက်ပေးမယ်ဟဲ့ဟဲ့ဟဲ့ဟေးပေါ့ပေါ့တပိုင်းဟာနေပါစီကွာအိုးယူသွားပါညခမရတောက်ချင်တောက်ရအောင်လေဟဲ့ဟဲ့ဟဲ့ဒရိုက်ဘာငပုနေဘခိုင်တို့အရက်ဖြူ CSBAR မှာထွက်လာတော့အချိန်မှာမှောင်ရောက်တန်းချင်းဖြစ်၏ွက်တင်မမီးရောက်သည်ညက်ပူးညက်ပိတ်တရှိနေသောတဲများကြောင့်သူတို့ထံသို့မရောက်ပေ ဤအချိန်တွင်ဟော့ဟော့ဟူဟော့ဟော့ဟူနှင့်လမ်းပေါ်မှလေလွင့်နေသောသူတို့သားကညာတန်ပေးလာ၏၎င်းသုံးကောင်ဝိုင်းလာ၏လေလွင့်သူတို့သည်ဘာခိုင်တို့အားဝိုင်းလာကြလေသည်သူတို့သည် အရှင်သခင်ရှိသူများမဟုတ်သဖြင့်လွတ်လပ်စွာ ဟောင်ကြ၏ချက်ချင်းပင်ဆွဲကြိုက်ကြတော်မူပြု၏ထွေနေသော ကိုပူကဟဲ့ဟဲ့ဖွေးဟု အော်၏ဘာခိုင်က လက်ကလေးများတွတ်ခါလက်ဖြောက်တီးလျက်ချော့လေသည်လင်းလွေသူတို့သည်အသာရက်နေကြလေသည်ဒါကသူတို့ထုံးစံပင်ဖြစ်လေသည်အိမ်တကာမှ ထမင်းကျန်ဟင်းကျွေးများကို စားပြီးဝတ္တရားကြေယုံများဟောက်က အုပ်စုခွဲကြသည်ဤလဲတွင်ဤချိန်၌ဤတို့တွေ့ပံများလာသောအခါဘာခိုင်နှင့်မောင်နီတို့ရင်းနှီးသွားကြ၏မောင်နီသည်ဘာခိုင်လာလျင်အမိနှက်ကား အချစ်တို့ဤနေအိမ်သို့ပို့တက်လေသည် အခန်းနှင်းစိတ်တစားဤမကြမ်းမာခြင်းအသည်းလေပွေနှောင်းတယောက်မေပြူကိုကပါကို အသွာခရီးတခြားလမ်းမပေါ်ဟစ်အော်ငိုကြွေးနင်းနေပင်ပင်တခင်တိလေသလားတနာစီယာမကြမ်းမာသူစိတ်လေပွေတကုန်ထူသည်ဘသူလာလို့ပူမာတော့ကိုဘခံရတော်သားပဲ တကုံတရာကြနေတာပဲအချစ်ကဘခိုင်ရေးဆက်လာသည်ဆိုတော့ကြပြာကိုကြည့်ပြီးချီးမွှဲလိုက်တော့အခါဘခိုင်က ပြုံးသွားလေသည်ဒါကိုလည်းကြည့်စမ်းမအောင် အချစ်ကကြပြာတပုတ်ကိုလှမ်းပေးလိုက်ကြပြာထဲအချစ်လည်းရေးသေးသေးကိုကိုကလေးများကို ပထမဆုံးမြင်ရသဖြင့်စူးစိုက်ကြည့်နေတော့ဘခိုင်၏မျက်နှာကို အချစ်ကလှမ်းကြည့်နေလေသည် မောင်နေသည်အင်းအောင်မှမော်ပြီးကြည့်နေ၏ အသက်တချာကဲမအကောင်း၏ထုံဟောင်းတာတကတက်တည်ပြရာမူဇနကပင်လေမျိုးမိခလာကဲ့သို့အခါဘဘညာညာနှင့်ထွေရလေးပါဇနကစကားများ၍တပားနဲ့သူစားဖဲကျင်ခဲ့ပါလျင်အရှင်လက်လက်သေးလိမ့်မည်ကိုကိုကျွန်းကိုတွေ့လိမ့်မည်ဟာသိတ်ကောင်းတာပဲခင်မိလိုက်တာဗျာအချစ်ကဤအတန်ကိုကြားလျင် ခက်တီတီနှင့်ပင်အင်းရှိအကန်းပဲစီတို့ထွက်လာ၏ဘခိုင်သည်ခြေများကိုအตาကြွက်ကချွတ်နေရင်လိုက်ခဲ့လေသည်63ဆောင်းနောက်ရှိပါပြီကောအချစ်ရဲ့ဒီကပြားကလေးဟာမအတွေ့အဖြစ်လားကွယ်နှုတ်မှမပြောရတဲ့ပြင်စာရေးပြီးပေးလိုက်၏အချစ်ကစာကိုဖတ်ပြီးညက်ဆောင်ချိန်၏ပြီးတော့ရှင်တို့ဟာကုံဆောင်ရောင်းနေဆိုဟုဘာမဆိုင်ညာမဆိုင်မေးလိုက်၏ဘခိုင်က ကောင်းငင်၏အချက်ကနှကောင်းလျှော့၏ထင်းတရာပဲစည်းလဲသုံးချက်အာမဟုတ်ပါဘူးနှစ်ချက်သုံးပြားစီကောလေးချက်ငါးပြားနိုင်လုံကောအဲဒါတော့လမ်းဘေးမှာတဆဲဆိုပြီးအော်တန်ကြားတယ်စဉ်းစားရမယ်ဆိုရင်ရှင်ကုံစုံမရောက်တတ်သေးဘူးကုံစင်းနှောင်းတောင်လည်းလည်းပပတ်မသိသေးဘူးအမြတ်စားဖို့လောက်ပဲစိတ်ကူးထားတယ်ထင်တယ်အဲ့ဒါကအဖေအလုပ်ပါ ပြောဆိုနေစဉ်မောင်နှီကအိမ်အောက်မှာဝဝဝဝနဲ့ဖောင်လာသည်ပြီးတော့မောင်နှီတယောက်ရန်သူနှင့် လုံးထွေးနေတဲ့ကိုကြားရ၏တစ်ဖက်အိမ်မှာဖိုးစောဖိုးစောဟုအော်တန်ကြ၏အရေးကောင်းတော့ဒီကောင်ဖြစ်ပြန်ပြီဟိုဘာခိုင်ကဒေါက်တာချောင်းကင်ကအောက်ကိုဆင်းလာ၏မောင်နှီနှင့်ဖိုးစောတို့သည် လုံးထွေးတက်ပုတ်ကြိုက်ခင်နေကြ၏မင်းမွေးတွင် လင်းလွင့်နေသောသူတို့သမီးငယ်အဖြူမကလေးတကောင်ကို တွေ့ရ၏အဖြူမကလေးသည် မောင်မီတို့၏သူရဲ့ကဘိုလ်လူပွဲကို အမီးကုတ်ပြီးကြည်နေ၏ဒီနေရာမှာမောင်ဘိုးစော်၏နေရာဖြစ်နေသည် မောင်ဘိုးစော်သည် မောင်နီနှင့်ဆက်လျင်အစ်စ်နေနေမြင်၏လင်းလွင့်သူချင်းအတူတူငယ်ငယ်ကလေးကအုံကုံရအမွှေးတွေမထွက်လာမီအချိန်ကပင်အချစ်တို့အိမ်အနီးမှာစီစီယာကြီးကကိတ်တိမသားအဖြစ် ခေါ်ယူမွေးစားထားခြင်းခံရသူဖြစ်၏။ဂိတ်ဒီမှာဖခင်ကြီးမရှိသောအချိန်၌အချစ်အတွင် အသက်ပင်သေးသည်ရံဖြစ်နေကြပေါင်းရလေသည်။တကယ်ဆိုတော့ကဘိုးစော်သည် အသက်တနှစ်ကျော်မြတ်သားရှိ၏။အကောင်ထွား၏။ခက်ပေါ်ပေါ်ခက်ချာချာကလေးစိတ်မပြောက်သေးသောလူပြိုပေါက်ကလေးမြတ်သားဖြစ်၏။အစော့အကစားလွန်၏။မဆိုလျင်မူတတ်၏။ဤနေရာ၌မောင်နီမှာ အိန္ဒိယရလေသည် ပြီးတော့ကာမောင်နေသည်ဘဝအတွေ့အကြုံများကအသက်လေ၄နှစ်ကျော်ပြီဖြစ်၏ဤရန်ပွင့်၌ဘသူလွန်သည်ကိုဘခိုင်ကခက်စောစောကပင် ဆုံးဖြတ်လိုက်ပြီဖြစ်သည်မောင်နေသည် မတော်မလောက်နေတတ်သူဖြစ်လေသည်မဟုတ်လောဘခိုင်သည်ဒုတ်တချောင်းနှင့်ဘိုးစော်ထံသို့ပြစ်လိုက်၏ဘိုးစော်သည် အဖြူမာကလေးရှိရာသို့ပြေး၏ဘိုးစော်ပြေးလာသောအခါအဖြူမာကလေးသည် သူ့အား ဘိုးစော်နတ်သားပါရလိုက်မည်ထင်လေသလားမသိရှေးမှပြေးလေသည် မောင်နီကမူအตาရက်ခါကြည်နေလိုက်သည် နောက်ခါ၌မောင်နီသည်ဘခိုင်အိမ်နောက်သို့မလာရတော့သူ့တိုင်အားမောင်နီသည်တခါတခါတိတ်တိတ်ပုံခိုး၍လိုက်တတ်၏နောက်များ၌မူဘခိုင်တယောက်အချစ်တို့အိမ်မှအပြန်တွင် အဖြူမကလေးသည်မယောင်မလဲလိုက်ပါလာသည်ကို တွေ့ရလေသည်သူတို့အဆက်ဖြစ်ကြလေပြီ။ ဘခိုင်သည်65ချိန်မြောက်စာကိုပေးပြီးပြန်လာစေတွင် သူအနီး၌မောင်နီတို့ဆောင်တွဲဖို့တွေ့ရသည့်အခါအာအာသိ၏ဘိုးစော်နှင့်မောင်နီတို့၏ပုံပန်တဲ့များ အခြေအနေများအဖြူမကလေး၏လုံးကျကျအသက်အရွယ်စသည်တို့ကိုစဉ်းစားလာ၏သူကိုယ်တိုင်မှ မောင်နီလောက်မှမစွန်သည် အဖြူအမဲမသိရသေးသည့်အတွက်လဲဝမ်းနေမိလေသည်ဟဲဘဝတန်တရားပေါ့ ်ဘခိုင်သည်ကွက်တစ်ထိတ်လမ်းမကြီးပေါ်မှတဖြည်းဖြည်းလျှောက်လာ၏အတိတ်မှအရိတ်တို့သည်တဖွာဖွာပေါ်ပေါက်နေလေသည် မောက်ဆဲသူကရွှေနှဲဘွဲ့မှားတန်းတွင်ကျမကြီးလှည့်စားသလိုမလှည့်စားပါနှင့်ဆိုသောတိတဲ့တပုတ်ကိုစက်ဟက်ခဲ့ဘူးလေရာထိုတိတဲ့သည်မိမိကိုညှိုးရွယ်လေသလားဒီအချိန်မှပင် အဖြူမကလေးသည်ဘခိုင်၏အနီးမှ ဖြတ်ပြေးသွားသည် ရိတ်ခနဲတွေ့လိုက်၏။မောင်နှီးများလိုက်လာလေသလားဟုဘခိုင်သည်တင်ကမကင်းဖြစ်က နောက်သို့လက်ကြည့်မိလေသည်။မောင်နှီးမဟုတ်ပေ။မျက်တော့ကြိုးပြဖြစ်နေသောဘိုးစော်ကို တွေ့ရ၏။ဘိုးစော်သည်ဂမူးရှူတော်နှင့် အဖြူမကလေး၏နောက်သို့ပြေးလိုက်လာ၏။အဖြူမကလေးသည်ဘိုးစော်၌နေရှေ့မှပြေးလေ။မောင်နှီးသည် လက်ခုလက်မှထွက်လာ၏။ပြီးတော့ကပြေးသူနှင့်လိုက်သူကိုကြည့်၏။ အဖြူမှအမီးကုပ်ပြီးခက်ပြေးပြေးသွားလေသည်။မောင်နှမကိုမြင်သောအခါဘိုးစော်ကတဟဲဟဲနှင့်သွားဖြဲကမန်ဖီလေသည်။ကိုင်းမသားကလေးငါကြိုက်လိုက်ရအငယ်ကလေးရှိသေးတယ်။လူပါဝါလာကြီးလားဆိုသောသဘောမျိုးနှင့် မောင်နှမသည်ဘိုးစော်၏အနီးသို့ပြေးသွားလေသည်။တကယ်တမ်းရင်ဆိုင်ရမည်ရှိသောအခါမောင်နှမကိုဘိုးစော်ကြောက်၏။ထို့ကြောင့်ပင် သူ့ကိုယ်ကိုယ်သူမြေပေါ်တွင်ချက်ချင်းလူလိမ့်လိုက်ကာ မောင်နီအားချော်လေသည် ကစားဟန်ပြူလေသည် မောင်နီသည် အကရအခဲမကရအခဲဖြစ်နေ၏ဝီကူနှင့်မိကမောင်နီသည်ဘိုးစော်၏ပေါင်သားကို ခဲနေသည်ပြီးတော့ကအတာပင်လွှတ်လိုက်၏ထိုအခါတွင်ဘိုးစော်သည်ညီအပြင်းမှထကပြေးလေသည်ဘိုးစော်ပြေးလေလျင်မောင်နီသည် အဖြူမကလေးကိုလှည့်ကြည့်၏အဖြူမသည်ခက်လန်းလန်းမှရက်နေရာက မောင်နေကြည်လာသည်ကိုတွေ့ရသောအခါတစ်ဖက်သို့လှည့်ပြီးလမ်းချိုးငယ်တစ်ခုအတွင်သို့ဝင်မြည်ပြူနေသည်မောင်နေသည်ဆရာသမားဖြစ်သောဘခိုင်အနီးသို့အမီးနှံကပြန်လျှောက်လာ၏မောင်နေအမှုရာများမှာစိတ်ဝင်စားစရာပင်ဖြစ်နေသည် မောင်နေတကောင်သူ၏နောက်သို့လိုက်လာသည်ကို မတွေ့ရသော အဖြူမကလေးသည်လမ်းချိုးတွင်မှ ပြန်ထွက်လာ၏ပြီးလျင်လမ်းချိုးအနီးသို့ရောက်လာသော မောင်နှီကိုတီအီအီနှင့်အတန်ပေး၏လာပါရှင်မောင်နှီသည်နရွက်နှစ်ဖက်ကိုထောင်ကာအဖြူမကလေးကိုမျက်လုံးများဆွေပြီးကြည်လေသည်အိန္ဒိယမပြဲလမ်းချိုးကိုကြောလွားလာ၏ဒီအခါတွင် နောက်မှခုံပေါက်ပြေးလွားပြီးလိုက်လာသည်အဖြူမကလေးကို တွေ့ရသည်ဟန်မပြတ်သောမောင်နှီသည်ဒီအခါမှပင်အဖြူမကလေးနှင့်ရှင်တွဲကပြေးလွားလျက်အိတ်တအိမ်ဤအောက်သို့ဝင်သွားကြလေသည် သူတို့အားမျက်စိတစုံလိုက်ကြည့်နေသည့်ဘခိုင်သည်ယခုမှတရိယာ၏ထို့ကြောင့်ပင်ခြေများကိုခက်သွဲ့သွဲ့လှမ်းနေသည်ခြေဆက်လေးချိန်မြောက်ပေးလိုက်သောစာကို ပေးပြီးပြီဖြစ်မှာပင်ဖက်တင်းတင်းနှင့်မောင်းနှင့်လိုနေလိုက်တော်မူအစကအကြောင်းမသိသဖြင့်ဘိုးစော်ကဲ့သို့ယူကဲ့မူကဲ့သည်ချက်တွေတော်တော်ကုန်သွား၏အကြောင်းမထူးသည် ကဆုံမှနေုံသို့ရောက်၏ အကြောင်းမထူးသည်ထိုမှနောက်ပိုင်းတွင်ဘာခိုင်သည်ဟဲမလုံနိုင်တော့ပေတန်ကြီးစေသူဈေးဝယ်သွားရင်ကြပြတဲ့ဘုတ်ရေးသားကအတနာခံလိုက်အောင်မည်ဟုစိတ်ကူးသည်ဟေ့ဘာခိုင်ခမညာဒီမှာဧည့်သည်ကဘာခိုင်သည်ကမန်းကရန်းနှင့်ထိုင်ရမထား၏အိမ်ရှိသူလှမ်းကြည့်၏မတွေ့ရသည်မှာကြာပြီးဖြစ်သောကိုပုတယောက်ကိုတွေ့ရသည် ကိုပုသည်ဘာခိုင်အား စာတရက်ကိုလှမ်းပေး၏။လာပါအောင်ကွာ၊တပိုင်းပေးအောင်ကွာ။ဘခိုင်သည်စာရွက်ကိုမဖက်အားသေးပင်ကိုပုကိုဘာတို့ပို့ရသည်။ဘာကြမှာကိုပုကအရက်ဖြူကိုမော့ရင်ပျောက်နေလိုက်တာကွာ။ပိုပါမကလေးကလည်းတမေးတဲ့မေးနေတယ်။နဲကြောင်ရင်ဒီစာဆွဲသွားပါဆိုလို့ငါလာခဲ့တာ။ကိုပုပြောတော်စကားများထက်စာရွက်ဖြူကအရေးကြီး၏။ဘခိုင်သည်စာရွက်ဖြူကိုပြန်လေသည်။ဒီမှာကွာ တို့စိတ်ကန်းတာဘက်ကိုလာပါအောင်ကွာညနေဆိုရင်အင်မတန်စီတကွာလာမယ်ဆိုရင်တော့ကြိုတင်ပြော့မှာဟိဒါမှအချစ်ကိုလည်းပြောထားရမယ်မင်းတို့ပင်လယ်ဘက်ကိုကြည့်ပြီးကြပြားဆက်ရင်သိတ်ကောင်းတကွာဘာခိုင်တီပြောရင်းဆိုရင်နည်းအရက်တပိုင်းကုံအောင်တောက်ပြီးထွက်ခွာသွားသူကိုပုအားစကားမပြန်နိုင်အောင်ဖြစ်နေသည် စာကိုဖတ်ရ၏ကြပြားဆရာကြီးရှင်နောက်ဆုံးပေးလိုက်သောစာကိုရပါသည်ရှင် 74ချိန်မြောက်ဆိုသည်မှာမဟုတ်ပါ စုစုပေါင်း79ဆောင်ဖြစ်ပါသည် စာတွင်ပါသောအကြောင်းကိုသိရသဖြင့်တာဂေတသူကဝမ်းတာပါသည်လာမည့်စနေနေ့တွင်အဲရှိဘက်မှရင်မြောင်းဖော်ရန်ရှိပါသည်ကြွားရောက်ပါရန်လေးမျက်စွာနှင့်ဖိတ်ကြားပါသည်ရှင်ဆက်ဆက်နော်အချစ်ဘာခိုင်သည် စာကိုဖတ်ပြီးနှာခေါင်းကိုပုတ်မိ၏စာရစောင်ပြန်ပေးပါဆိုသည့်အတိုင်း လနှင့်ရက်တို့ကြာညောင်းမှစားရဆောင်ရ၏။ရသောစာမှာအရဲ့အယောင်ပြလာသဖြင့်ဝန်သား၏။ထို့ကြောင့်ချင်းများကိုကမန်ကရန်ဆန်ပြီးမောင်နီတက်တော်ရာကျော်ရှိပါစေတည်းဟုရွတ်ဆိုဆုတောင်း၏။ဆက်တန်းလိုက်သောခြေတော်များကြောင့်အိုင်ကနေအတန်ထွက်လာသဖြင့်ဇပွဲအောက်ကိုငုံကြည့်လိုက်ရာစောင့်ကြောက်ထိုင်နေသောဆရာသမားမောင်နီကို တွေ့ရလေတည်း။ဒီနေရာမှာတော့ ဆိုင်ရေးဆရာကြီးရွှေသားရေးသားထားတယ်။မောင်နီမောက်ဆန်နမှုဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်။